မင်းတို့ပြောတော့ငါက PDF လို့တော့ပြောတယ်ဒါပေမဲ့ PDF တွေကိုတုတ်တင်ခြေမုံနေတယ်ဒီမှာမြင်းကြံကနော်နိုင်ငံနဲ့လူမျိုးအတွက်တက်မတော်အတွက်အထောက်ပံ့ဖြစ်စေတယ်မတိတာယူမုံနေငါလည်းနှစ်ယောက်တူရှိနေတယ်နော်ဒါပေမဲ့ဒါကပေါ့ကိုတော်ကနော်မတိတာယူမုံပေါ်မှာအဲဒီပြည်သူစစ်တွေအဲအတွက်နော်လူတန်းမှုလေးတစ်ခုကိုငါလာပြီးတော့မှ ဟိုနဝကမလုတ်ပြီးတဲ့သဘောပဲပေါ့နော်လမ်းလမ်းကြောင်းပုံမှာအနေထားရငါသွားရဲ့လို့ငါလာလာဓမ္မကြီးလာတာမတ်တီတာယူမွန်နဲ့မြင်းချံခလောက်လာတယ်နော်အဲ့တော့ကြတော့လူဆိုတာကကိုယ်သမိုင်းကိုရေးတာကောင်းပါတယ်နော်ဘ누구သမိုင်းမှရေးတာမကောင်းဘူးနော်အဲ့တော့ကြတော့နိုင်ငံရဲ့လူမျိုးအတွက်တက်မတော်အတွက်အထောက်ပံ့ဖြစ်စေတဲ့ဓမ္မကြီးကိုမောင်နှမတွေစုံလေတာဖြစ်တယ်အားလုံးကိုကျေးဇူးထူးတင်ပါတယ် ကျွန်တော်ကားကြီးကိုသွားတော့ကားကြီးတွေကမတည်ရဲဘူးတို့ကမတည်ရဲဘူးဆိုတဲ့အကြောင်းရင်းအမှန်နဲ့တို့တည်ရဲမှာမဟုတ်ဘူးစစ်တပ်ကစစ်ရင်လေတို့ကစစ်တပ်ကစစ်ရင်လေတို့ကျွန်တော်ဖုံးပြန်ဆက်နေအောင်ပါနော်ဟိုပီဒီအက်ကတွေ့ဝိုင်းရင်လေတို့အသက်ခံရအောင်ပါနော်အဲ့တော့ကျတော့ကျွန်တော်ကဟိုကိုကိုနိုင်ငံနဲ့ကိုလူမျိုးကိုကာကွယ်နေတယ်ဒီပြည်သူစစ်အဖွဲ့မတိတာယူမှုလို့ပေါ့နော်ဟိုအော်ဒါချက်တဲတဲ့ဘွင့်အနေနဲ့ဟောဟိုဒါငါတို့ဒီပြည်သူစစ်ကလေးတွေလိုအပ်နေမှာပဲဆိုပြီးတော့ငါဘာဖြစ်ဖြစ်ပေါ့နော်ငါရောက်အောင်သွားပုံမယ်ဆိုပြီးတော့ကျွန်တော်ကကားပေါ်မှာတင်ပြီးတော့မှ ဒီကနေမနေ့9နာရီလောက်ထွက်သွားတာနော်ထွက်သွားတာပို့လာတော့ကျွန်တော်ပကံကြောင်ဦးမှာပို့လာမက်တီတာယုံမနဲ့ကျွန်တော်နေရာပကံကြောင်ဦးမှာတွေ့ကြတာပေါ့နော်တွေ့ပြီးတော့ဒီကားတွေကမတင်နိုင်လို့ကားတွေကမတင်နိုင်လို့ကားတွေကမတင်နိုင်တာတဲ့မတင်ရဲတာနော်မတင်ရဲတော့ကြတော့အဲ့ဒါကျွန်တော်ကိုယ်တိုင်ပဲဒီပြည်သူစစ်တွေအတွက်ကြီးကအင်းကြီးအထေတရားကိုကိုယ်တိုင်ကိုယ်ကြောက်သွားဖို့ပေးအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တီတာယူမွန်နဲ့ဇော်ဖုံးဟိန်းတို့ပကံဟိုတယ်မှာချင်းတွေ့ခဲ့တဲ့ရုပ်တံတွေအပြင်မက်တရာမှာဘုံကျဲလို့ တဦးတည်ဆုံးပြီး၄ဦးတန်ရာရတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါရစေ။မန္တလေးတိုင်းမတရားမျိုးနယ်ရွာတန်းရှိရွာကိုမေလ၃ရက်ညနေပိုင်းကဘုံကျဲတိုက်ခိုက်လို့အမျိုးသမီးတဦးတည်ဆုံးပြီးနောက်ထပ်၄ဦးတန်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါရစေ။အသက်၂၅နှစ်အရွယ်အမျိုးသမီးတဦးတည်ဆုံးခဲ့ပြီးအသက်၁၈နှစ်အရွယ်အမျိုးသမီးတဦးအသက်၃၀အရွယ်အမျိုးသမီးတဦးအသက်၅၀အရွယ်အမျိုးသမီးတဦးနဲ့နောက်ထပ်အသက်၅၀အရွယ်အမျိုးသားတဦးလို့တန်ရာရခဲ့တာပါ။ တရားဥလီတက်ကနေလာရောက်ဘုံကျဲတိုက်ခိုက်တာလို့ဒေတာခန်တူကပြောပါတယ်။တရားဥကတက်လာတဲ့ဂျက်တိုက်လေရင်နဲ့ဘုံကျဲတာပြတေဆုံသွားတဲ့အမျိုးသမီးနဲ့ဒဏ်ရာရတဲ့အမျိုးသားတို့ကတားဖတော်တယ်စစ်ကောင်စီတက်ကလေချောင်းကနေမကြာခဏတိုက်ခိုက်နေတာကြောင့်ဘုံခုချင်းတွေတူးထားဖို့ဒေတာအခြေဆိုင်ပြည်သူ့ကာကွယ်ရေးတပ်တွေကတိုက်တွန်းထားပါတယ်။ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စော်မင်းထွန်းကိုဆက်သွယ်ခဲ့ပေမဲ့အကြောင်းမပြန်ပါဘူး။ မြေပြင်ရရှိတဲ့သတင်းချက်လက်တွေကိုတက်မတော်ကာကွယ်ဦးစီးချုပ်အပါဝင်နဆာကအစိုးရအဖွဲ့တရလုံးနဲ့အေဂျင့်စွာနေထိုင်နေတဲ့ပြည်သူတွေတက်မတော်သားနဲ့တက်မတော်သားမိသားစုတွေကိုတည်တည်ခြင်းနဲ့စိတ်နဲ့ကျွန်တော်အဖြေခံပွားနေအမုန်းခံလူသားကရရှိတဲ့မြေပြင်ချက်လက်တွေကိုတင်ပြပေးတာဖြစ်တယ်ပေါ့နော်တရက်၅လ2025နေ့ရက်နေ့မှာမန္တလေးတိုင်းစင်ကူးမြို့ကြည်တော်ပေါ့ရွာတန်စင်စားတောက်ဆိုင်မြို့လင်မယားနေအောင်ရန်ဖြစ်ရာယောက်ျားဖြစ်သူမှမိမအားဒါပြင်ခုတ်သက်ပွဲချင်းပြီးတည်ဆုံး PDF ကိုတိုင်တာမရှင်းပေးနိုင်ဘူးဆိုကလင်ယောက်ျားကိုတနက်ဖြန်ပြစ်တဲ့ နှလောင်းပြိုင်ဖြစ်ကြည်တော့ပေါ့ရွာနွေယုံရွာတွင်မရေရာတပိတ်ချင်းမှတိုက်ပွဲကြရလေနာရေးများစွာလုံနေကြောင်းသတင်းရရှိပါတယ်တဲ့နော် PDF ဒီတင်နေကြတာတော့တင်နေကြတာနောက်တစ်ခုကတော့ဦးစောဘုန်းကြီးချင်းနဲ့ဖောင်းပြင်းမျိုးဖောင်းပြင်းမျိုးတင်းတိုက်ပွဲစတင်ဖို့ KIA နဲ့ PDF များဖောင်းပြင်းမျိုးပတ်လည်မှာစူးစိနေပြီသူသိရပါတယ်တဲ့ KIA အဖွဲ့များကတနာချေးရွာနေတနာချေးရွာနေရောက်ရှိနေပါသည်တဲ့တမူးနဲ့ချင်းပြည်နယ်ဘက်ကလည်း တနာကျေးရွာမှာပို့ဆောင်ပေးနေပါလေတနာကျေးရွာရင်ရွှေမျိုးများစီကာစီကားနေပါလေစီကားစီကားတစည်းလင်၅သိန်းချက်ခီးတဲ့ကားတစည်းလင်၅000ချက်ရွာဝင်ကြီးကိတ်ဖွင့်၍ကောက်ခံနေပါလေတို့ဖြစ်ပါ၍ဖောင်းပင်မှုမျိုးအတွက်အနည်းငယ်ရှိပါသဖြင့်ပေါင်းပြင်မျိုးအတွင်းမှာတရင်ပေးနေသောဖယက်သီးများကိုတိုင်ကြားတော်လဲအေးအေးယူပေးခြင်းမရှိသဖြင့်အထက်လူကြီးများသိအောင်ကုသိုလ်ဘုန်းကြီးမှအနေဖြင့်ပြောပြစေသေးခြင်းလိုပါတယ်တဲ့305လ2025အနောက်မှအနောက်မကြီးကံကတက်စုရှင်တက်စုရှင်မကန်တက်စုနဲ့ထပ်ပေါင်း တဲ့တဲ့နေပင်ထိုးစစ်အာဝင်းထိုးစစ်ကပို့ပြီးတော့မှတိကျရင်ကောင်းပါပဲတဲ့အဲ့ဒါဘကုတ်ပေါ့နော်ဘကုတ်ကနေတဝိုက်နေတဝိုက်လေးပေါ့နော်ဒါမှလက်ရှိလက်တိုက်ပွဲတွေတော်တော်များများဖြစ်နေကြရတယ်ပေါ့နော်နောက်တစ်ခုကတော့မော်လမြရန်ကုန်လမ်းတထုံခြိုက်ကော်ချားကမိုးကောင်းတရားကို305လ2025ရက်နေ့က17ရက်နေ့ခွဲတော့မှာမိုင်းခွဲခံတိသွားပါလေတဲ့ကားများပြိမိလို့နေပါလေခင်ဗျာတဲ့နော်မင်းညာပြောနေအေအောင်လေးမြေအရှိမကန်းချီအနိအနိကျေးရွာအုပ်စုတောင်ကျွန်းရွာက2025ခုနှစ်မေလ22ရက်9日25ချိန်ကနေ ဥကန်တို့မှဖန်ဆီးရန်လာရှာလာရှာခဲ့ရာမတွေ့သဖြင့်ရွာသားများနဲ့တွေ့ရာလူများကိုရိုက်နှက်ပြီးတနက်ပစ်ပေါက်ဒီကြောင့်သိရသဖြင့်မြောင်ကျွန်းရွာကတက်ကလုံကြုံရေးအခွဲမှာလမ်းပစ်ကတ်သဖြင့်16:50အချိန်တွင်အကြမ်းဖက်များပြန်လည်ဆုတ်ခွာသွားကြောင်းသိရတယ်တဲ့နော်နောက်တစ်ခုက 25A 3.31200အချိန်ကမြင်းညံတောင်သာလမ်းပေါ်ရှိမြင်းညံမြို့နယ်ဂွေးပင်ရိုးကျေးရွာရဲနဲ့အခြေပြုသည့်ပြည်သူ့စစ်အဖွဲ့အားအကြမ်းဖက်စီစစ်ဆဲများလာရောက်ပစ်ကတ်သဖြင့်နှစ်ဖက်ပစ်ကတ်မှု나이ဝဲခန့်ကြဖြစ်ပွားခဲ့ရာထိခိုက်မှုအခြေအနေများမသိရှိရသေးပါတဲ့နော် 2025မေ3334အချိန်မြင်းညံမြို့နယ်ဂွေးပင်ရိုးရွာနှင့်စံဦးရွာနမ်းမြင့်ဂိတ်တို့အကြားရှိထမ်းမင်တော်နေရာများအားလင်းရင်ဖြစ်ဘုံချဲပြက်ကတ်ကြောင့်တိကျပြီးအသေးစိတ်အနေထားကိုမသိရသေးပါဘူး။မထိုးချင်းမြို့နယ်မြောက်ဝီကျေးရွာရှိဦးမြတောင်နေအားမေ3 7 3ရက်အချိန်ခန့်လေကြောင်းမှဘုံချဲကြခဲ့ရအိမ်မော်တဲတဲကြ PDF များထိခိုက်ကြဆုံးတယ်ဟုသိရပြီးအရေးအတွက်မသိရသေးပါတဲ့။တိုက်ပြူကြောင့်သိရတယ်တဲ့။ဆက်တဲ့နဲ့လည်းပြက်ခဲ့ကြည့်တယ်တဲ့။လိုက်လို့နေရောလေဆက်တဲ့နဲ့လည်း ြစ်ခဲ့သေးတယ်တဲ့။ယောက်ျီယောက်ျောဦးဇောဦးအမဲကုံကိုလည်းဘုံကျဲချပြီးအပေါ်မှာ၁၇နှစ်နဲ့ပြည့်တဲ့ပြည်ပီဒီများထွက်ပြေးတော်လဲထီကိုက်တီဟုတရှိရကဲကြောင်းနဲ့အဆိုပါကျေးရွာဝင်းကျင်နဲ့ NUG မှာအချံပေး92အောင်စိုးအောင်နဲ့0တက်ကြီးတို့လက်တလောအခြေပြုနေသည်ဟုတင်ပြရှိကြောင်းတင်ပြအပ်တယ်။ နောက်တစ်ခုကဒီကျွန်တော်တို့တောင်းခံကံကြီးပေါ့နော်ကံကြီးစေးအခြေဘက်ချမ်းပါလေလမ်းတွေတစ်ခုရှိတယ်လမ်းတုံထိတ်တဲ့မှာအာစီတိုက်တစ်လုံးရှိပြီအဲဒီတိုက်ရဲ့တောင်းဘက်ကလေးမှာတထက်တိုက်တစ်လုံးရှိတယ်အဲဒီတိုက်မှာလက်နဲ့ပြိမှန်ဒံရရတပုံပလောင်တနုတွေကိုစေးကုတာပြင်းနေတယ်ကံကြီးမှာကားတဲ့အမာခံထောက်ဖို့လောက်တွေပဲရှိတော့တယ်တာမန်အရက်သားနဲ့တပုံအားပြီးတနင်းပြီးသမားတချို့တောင် မန္တလေးပြင်ဦးလင်တောင်ကြီးပြေးကုန်ကြပြီတဲ့ခုခဲမတုံးတက်လို့ပါအဓိကထောက်ဖို့အကြီးစားပြီးအိမ်ကိုမပြတတ်ဘူးတဲ့ဓနုပီဒီယားနဲ့ပလောင်ပီဒီယားတွေရွာထဲမှာခိုးအောင်နေကြတယ်လို့အမာခံမြေခွေးကျင်းတွေအမာခံဘန်ဂါတွေတိဆောက်ပြီးအသိအနေထားနဲ့လှုပ်ရှားနေကြပါလေတဲ့စစ်ဆောင်ပြည်သူပိုင်ပစ္စည်းဥစ္စာတွေကတော့ဘာမှမကြံတော့ပါဘူးတဲ့ဓနုတဘုံနဲ့ပလောင်တဘုံတွေအကုန်ယူသွားကြပါပြီတဲ့အကုန်အိမ်ဟောင်းလုံးကြီးပါပဲတဲ့မထူးတဲ့ဘဝမှာမှမြေချန်ရင်ရပါပြီတဲ့တရွာလုံးမိလောင်လိုက်သွင်းပြလဲနားရတာပဲတဲ့ဘဝကိုတက်ကပြန်စားမယ်တဲ့တမတော်သားတွေအန်ရကင်းဆောင်နဲ့ကြော်ပြနိုင်ရန်သူကိုကျူပင်းခုတ်ကျူမုတ်မကြံဘူးပဲလိုပါလေလှုပ်တင်လှုပ်ထိုက်တာ အပြက်လို့ဖို့တိုက်တွန်းပေးပါဗျာတဲ့မြေကြီးပေါ်ဖျားခင်းပြီးအိပ်ရသေးတဲ့မြေကြီးပေါ်ဖျားခင်းပြီးအိပ်ရသေးတဲ့စစ်ခွေမြေမြေကြီးပေါ်ဖျားခင်းပြီးအိပ်ရသေးတဲ့ခွေးတကိုးတွေကိုစိတ်နာလုံးလို့ပါတဲ့တရွာရဲသားချင်းတွေအပေါ်တော်နဲ့တပုံနဲ့ပေါင်းပြီးစီးပွားချတဲ့သူတို့ကိုအာမပေးတဲ့သူတွေဆိုလို့တက်တရင်ပေးဒလန်ဆိုပြီးတပုံကိုဖန်ကိုင်းနေတဲ့သူတို့ရန်ကြောက်လို့တဲ့ပြေးနေကြတဲ့ပြည်သူပိုင်ပစ္စည်းတွေကိုဝေယူရောင်းစားအိုးခွက်ပကံတော်မထားဘူးတဲ့အကုန်ယူနေကြတာပေါ့ဗျာတဲ့ဒါကြောင့်လှုပ်ချင်တယ်လို့လားလှုပ်ပါလေခြေချင်းနဲ့တောင်းဆိုပါလေတဲ့အဲ့လိုဖုံးရတယ်မကန်ဘူးဆိုလို့ရှိရင်ခေါ်တာ မကင်ရင်လို့ရှိလို့မကင်တာကျွန်တော်ကမြင်းကြံကိုပေါ့နော်မြင်းကြံကိုကျွန်တော်မြင်းကြံကိုပေါက်ကိုလိုကနေပြီးတော့မှာကြီးကအထက်တရာအင်းကြီးနော်မက်တီတာယူမှုလှူတာအဲ့တော့လှူတော့ကျွန်တော်ကအဲ့ဥစားကိုတက်တာရဲ့ဈေးနှုန်းနဲ့ကြီးကတက်တဲ့4000 8000နဲ့ကျွန်တော်ကဝယ်ပေးတာဝယ်ပေးပြီးတော့ပေါ့နော်ပတ်စံလေးကျွန်တော်စိုက်ပေးထားတယ်ပေါက်ကိုလိုလည်းဟိုမှာသူသူလည်းဟိုအလူတန်းအများကြီးတော့နည်းနည်းငွေကျက်နေပုံများအဲ့ဒါနဲ့ကျွန်တော်ကားကြီးကိုသွားတော့ကားကြီးကမတည့်ရဲဘူးတို့ကမတည့်ရဲဘူးဆိုတဲ့အကြောင်းရင်းကမှန်တယ်တို့တည့်ရဲမှာမဟုတ်ဘူးစစ်တပ်ကစစ်ရင်လေသူကစစ်တပ်ကစစ်ရင်လေတို့ကျွန်တော်ဖုံးပြန်ဆက်နေအောင်ပါ ဟိုပီဒီအက်ကတွေ့ပါရင်လေသူတို့အသက်ခံရအောင်ပါနော်အဲ့တော့ကြတော့ကျွန်တော်ကဟိုကိုကိုနိုင်ငံနဲ့ကိုလူမျိုးကိုကာကွယ်နေတယ်ဒီပြည်သူစစ်အဖွဲ့မတိတာရုံလုံးတို့ပေါ့နော်ဟိုအော်ဒါချက်သေးတဲ့ဘွင့်အနေနဲ့ဟောဟိုဒါငါတို့ဒီပြည်သူစစ်ကလေးလိုအပ်နေမှာပဲဆိုပြီးတော့ငါဘာဖြစ်ဖြစ်ပေါ့နော်ငါရောက်အောင်သွားပုံမယ်ဆိုပြီးတော့ကျွန်တော်ကားပေါ်မှာတင်ပြီးတော့မှဒီကနေမနေ့9နာရီလောက်ထွက်သွားတာနော်ထွက်သွားတာပို့လာတော့ကျွန်တော်ပကံကြောင်ဦးမှာပို့လာမတိတာရုံမှာနဲ့ကျွန်တော်နေရာပကံကြောင်ဦးမှာတွေ့ကြတာပေါ့နော်တွေ့ပြီးတော့ဒီကားတွေကမတင်နိုင်လို့ကားတွေကမတင်နိုင်လို့ကားတွေကမတင်နိုင်တာတဲ့မတင်ရဲတာ နော်မတင်ရတော့တော့အဲ့ဒါကျွန်တော်ကိုယ်တိုင်ပဲဒီပြည်သူစစ်တွေအတွက်ကြီးကအင်ကြီးအထေတရားကိုကိုယ်တိုင်ကိုကြောက်သွားဖို့ပေးတာနော်အဲ့တော့ကျတော့ဟိုကိုဘက်ကအဖွဲ့ရလဲမင်းကျွန်တော်မသိတာယူမို့သွားပါဖြစ်တယ်ညာဖြစ်တယ်လေကျွန်တော်တို့မြေပြင်မှာလုံနေရတဲ့အလုပ်ကခင်ဗျားတို့မှမသိတာနော်မသိတာအဲ့တော့ကျွန်တော်အသွားအပြောင်းမိုးမိတယ်မိုးမိတယ်ပြီးတော့ကျွန်တော်လက်ပပြားမှာတက်ကြော်ဆိုင်မှာတော့မအေးပြက်လို့တနားခွဲလောက်အဲ့မှာအိပ်ပြော်သွားတမင်းစားပြီးတော့နော်အခုအပြန်လာတော့ကျွန်တော်မိုးတီးတော့ကျတော့ကျွန်တော်နေမကောင်းနေမကောင်းတော့အခု နေမကောင်းမိမယ်လေကိုရရှိတဲ့တရင်ချက်ကလေးတွေပြောချင်တာနဲ့တက်လာတာပေါ့နော်ဟိုဟို YouTube တော့ live မလွှင့်တော့ဘူးပေါ့နော်နေမကောင်းစောစောနားမှာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့မြင်းညာမျိုးကိုအေးချမ်းအောင်ထိန်းထားတာတက်မတော်နဲ့လက်တွဲပြီးတော့မှမတိတာယူမလို့ပြည်သူပြည်သူစစ်မတိတာယူမလို့ပြည်သူစစ်တွေဖြစ်တယ်အဲ့ဒီပြည်သူစစ်တွေအတွက်ကြီးကအရေးတကြီးလိုအပ်နေလို့ကိုကိုယ်တိုင်ကိုကားကိုစီထည့်ပြီးတော့မှပကံညာဦးတိနော်တော့ပြီးပို့တယ်ပကံညာဦးမှာအဲ့ကြီးကပေးတယ်မတိတာယူမလို့ ဒီဗန်မွေးဘက်ကစစ်သားလေးတွေတောက်ကိုစလိတ်နှစ်ဖာထည့်ပေးလိုက်တယ်နေကောင်းတဲ့နေသွားပို့ပေးမယ်နော်နေကောင်းတဲ့နေသွားပို့ပေးမယ်အဲ့တော့မြမကြီးအများဆုံးချင်းချင်းပါဒီရှင်နှိုင်းရောက်နေတယ်တက်မလို့သားကြီးဘေးရနေခင်းချင်းပြီးနောက်တန်းကမိသားစုတွေနဲ့အများ